ါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာရဲ့မိတ်ဆွေတွေအားလုံးဒီ2025ခုနှစ်ခုနှစ်လပိုင်းဇူလိုင်လအတွက်တနင်္လာနေ့သတ်မိမိတ်ဆွေတွေအတွက်ဆရာကတလတာရောင်ရံဆောင်ရံအတွက်ကံကြမ္မာဟောစတန်းကိုဆရာကဟောကြားပေးမှာဖြစ်တဲ့အတွက်ဆရာရဲ့မိတ်ဆွေတနင်္လာနေ့သတ်မိတွေဘယ်ကနေကြည့်နေရလဲဆိုဆရာကို comment လေးရေးပေးခဲ့ပါဦးခင်ဗျတနင်္လာနေ့သတ်မိတွေမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအဆင်ပြေအောင်ရင်တိုးတက်ကြပါစေလို့ဆရာကဥစွာဆုတောင်းထုတ်ပနာပြုကြလိုက်ပါတယ်ခင်ဗျဒီ2025ခုနှစ် ခုနလပိုင်းအတွင်းမှာတရင်းမနေသားသမီးမိတ်ဆွေတွေဆရာတို့ဘာလို့လုံနေအခုဆိုလို့ရှိရင်2025ခုနှစ်ရဲ့နှစ်ဝက်ကိုကုန်ခဲ့ပြီဒီ2025ခုနှစ်ရဲ့နှစ်ဒုတိယနှစ်ဝက်မှာမိတ်ဆွေတို့အနေနဲ့အဲဂန်နေဝဆရာကကြုံတော့ဗီဒီယိုတည်တံ့ရိုက်ပေးမယ်ဒါပေမဲ့မိတ်ဆွေတို့အတွက်ဒီတလစာကိုဆရာတို့တည်တံ့ဟောပေးမယ်เนาะအခုတော့လက်ရှိတော့ခုနလပိုင်းပေါ့เนาะဒီခုနလပိုင်းအတွင်းမှာမိတ်ဆွေတို့အနေနဲ့ လက်ရှိရှိနေတဲ့နေရာမှာစိတ်တိုင်းမကြတာမျိုးလေးတွေတနည်းအားဖြင့်သွားကျင်တဲ့စိတ်လေးတွေခยีဝဝေးသွားရင်ကောင်းမလားဆိုတာမျိုးမိမိတို့အနေနဲ့တရားမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းပဲเนาะအခြားတိတ်ပါရတမျိုးဒရေသာလုပ်ငန်းတစ်ခုခုကိုအသက်စတင်လှုပ်ဆောင်ရန်လက်ရှိရှိနေတဲ့အလုပ်ကနေပြီးတော့အခြားတနည်းအားကိုယုံထွက်ခြင်းတဲ့စိတ်ပြေးထွက်ခြင်းတဲ့စိတ်တွေမိတ်ဆွေတို့ရဲ့ယင်ထဲမှာမြတ်စွာဖြစ်ပေါ်နေတော့လာဖြစ်တယ်လို့ လုပ်ငန်းကိစ္စအပြောင်းလဲကိစ္စအရာထူးပြောင်းလဲတဲ့ပတ်သက်တာတွေအလုပ်ပြောင်းလဲတဲ့ပတ်သက်တာတွေချိန်တူဆောင်ရလှုပ်ဆောင်ခြင်းဟာမိစုတွေရဲ့အခွင့်အလမ်းကောင်းတဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေကိုကျင့်သေးပေါက်ပြေဝမယ်လားကျင့်သေးပေါက်ချိန်တူဆောင်ရရန်အတွက်လှုပ်လှုပ်ရှားရှားလှုပ်လှုပ်ခက်ခက်ဖြစ်တဲ့တော့လားဖြစ်ပါတယ်ခင်ဗျာဒါအပြင်တနုံးနေသားသမီးမိစုတွေများမိစုတွေရဲ့ကံဟာ ဘာကိုဖြစ်ဖြစ်ကိုကိုကိုစိတ်တိုင်းမကြခြင်းတွေအားမရခြင်းမျိုးတွေငါတိတက်ပိုလုံနိုင်ရမှာဆိုတာမျိုးတွေကိုကိုကိုဖြစ်ခဲ့ပြီးတော့ကာလတွေပြီးခဲ့ပြီးသားကာလတွေကိုဒီထက်ပိုပြီးတော့စ조사ခြင်းတဲ့စိတ်ဒီထက်ပိုပြီးတော့မော်ဒန်ဖြစ်ရှင်တဲ့စံဓာတ်တွေဒီထက်ပိုပြီးတော့ ကိုပုတ်ကိုအဲစိတ်တမ်းမကြမှုအမရမှုလေးတွေကြောင့်တောက်တခတ်ခတ်ဟန်တပြေပြေဖြစ်နေတတ်တဲ့လာဖြစ်တဲ့အတွက်တော့ဆရာမိတ်ဆွေတို့တို့သားသမီးများအနေနဲ့ပြီးခဲ့တဲ့ကာလတွေကိုထားခဲ့ပြီးတော့ခြေချောက်လာမဲ့ကာလမှာဘလို့ရာတွေကိုကျူးစားပြီးကောင်းမွန်အောင်လုပ်မလဲဆိုတာကတွေးစီလိုချောင်းဆရာကထပ်လောင်းအကြံပြုပြောကြားလိုက်ပါရစေခင်ဗျာကျမကြီးကျမကြီးနဲ့ပတ်သက်လာရင်ဒီရက်2025ခုနှစ်9လပိုင်းတွင်မှာဆိုရင်ကျမကြီးနဲ့ပတ်သက်အထူးသဖြင့် ခါးနဲ့ပတ်သက်တာမျိုးလေးတွေဖြစ်ရတာမျိုးလေးတွေဖြစ်တတ်တယ်ဒါအပြင်ခြေတောက်တို့နော်ခါးတို့နဲ့ပတ်သက်တာတွေအစင်းမြင့်နဲ့ပတ်သက်တာလေးတွေအနှဲငယ်ညံ့တတ်သောကာလဖြစ်ပါတယ်ခင်ဗျာနော်အသက်ကြီးသူမိတ်ဆွေများအနေနဲ့တနည်းနည်းသတ်သမီးများအမျိုးသမီးတွေဆိုလို့ရှိရင်အမျိုးသမီးအသူအသားနဲ့ပတ်သက်သောကာလအရေးပြားရာနာလေးတွေနဲ့ပတ်သက်တာလေးတွေမှာတော့သတိထားစီရင်ပေးရန်အတွက်တော့လိုအပ်သောလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတနည်းနည်းသတ်သမီးတွေဟာဒီလတာတော်တွေမှာအကျိုးပေးသောလုပ်ငန်းတွေကိုဆရာဆက်လက်ပေါ်ပြပေးပါစီဒီ2025ခုနှစ်ခုနလပိုင်းတွင်မှာတနည်းနည်းသတ်သမီးတွေအနေနဲ့ အဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တဲ့လုပ်ငန်းတွေရှေ့တိုးဆောင်တဲ့လှုပ်ဆောင်မှာစက်ပစ္စည်းနဲ့ပတ်သက်တာတွေစားသောက်ကုန်လုပ်ငန်းတွေစံစီစေးစားစားသောက်ကုန်တွေပတ်သက်တာတွေရှေ့တိုးဆောင်တဲ့လှုပ်ဆောင်လို့ကောင်းသောအပတ်တာဖြစ်တဲ့အထယ်လိတ်လုပ်ငန်းတွေအကျိုးပေးပါတယ် TT ဖနက် online social media နဲ့ပတ်သက်တာတွေဒီလက်ဟာတကယ်ကိုကျင်းသည့်အားသာကောင်းမွန်တိုးတက်စီမှာအသေးစားပဲဖြစ်တယ်လို့ဆွေနဲ့ပတ်သက်သောလုပ်ငန်းတွေအယောင်ဝင်နဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့တိုးဆောင်ရလှုပ်ဆောင်မှာငကူကအယောင်အေးအယောင်ထိုင်းနေခဲ့သောမိတ်ဆွေတနည်းတွေသာတမီများဒီကလဟာတိုးချဲ့လှုပ်ဆောင်ပြီးတော့ကံပွင့်လာစီမှာအသေးစားပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ အဖွဲ့အစည်းနဲ့ပတ်သက်တာမျိုးအများနဲ့ပတ်သက်တာတွေဘာသာရေးဆိုင်ရာလုပ်ငန်းတွေရှိလို့ဆောင်ရွက်လှုပ်ဆောင်လို့ကောင်းပါတယ်ခင်ဗျစံစီစည်းစားနဲ့ပတ်သက်တာမျိုးတွေအထယ်လိတ်တီတီဖနက်ဒေါ်လာဓာတ်စီဒီဇယ်လောင်စာစီအစရှိအစရှိတဲ့အရာလေးတွေရွှေအစရှိတဲ့တန်ဖိုးရှိတဲ့အရောင်းဝယ်လုပ်ငန်းတွေရေထွက်ကုန်ပစ္စည်းတွေရှိလို့ဆောင်ရွက်လှုပ်ဆောင်ရင်အားတာပြီးတော့ကောင်းမွန်သောလဖြစ်ကြောင်းကိုဆရာကထပ်လောင်းပြောကြားလိုက်ပါစီ ်နောက်ထပ်ဝင်သားသမီးမိတ်ဆွေတွေထဲမှာမှာအမှုပညာလုပ်ငန်းနဲ့ပတ်သက်ပြီးဝါသနာပါတဲ့မိတ်ဆွေများဒီလမှာရှေ့တိုးဆောင်ရလှုပ်ဆောင်ရထင်ပေါ်ခြင်းနဲ့အောင်မြင်ခြင်းတွေများစွာရရှိမဲ့အပတ်တာဖြစ်ကြောင်းဆရာကလဖြစ်ကြောင်းဆရာကထားလောင်းပြောကြားလိုက်ပါရစေခင်ဗျာ အကျိုးပေးတဲ့လုပ်ငန်းတွေကိုဆက်လက်ပေါ်ပြပေးရရင်မိတ်ဆွေတို့ယာရုလုပ်ငန်းကိုင်ငန်းတဲ့ပတ်သက်ယာရုပြောင်းတာမျိုးယာရုတက်တာမျိုးတွေဖြစ်ရတတ်တယ်နိုင်ငံခြားခရီးသွားနဲ့ပတ်သက်ပြီးတော့တွားလို့တဲ့မိတ်ဆွေများယာရုလုပ်ငန်းကိုင်ငန်းတဲ့ပတ်သက်ပြီးတော့ယာရုတိုးဖို့ယာရုတက်ဖို့မျှော်လင့်နေတဲ့မိတ်ဆွေများအဖို့ကတော့ခရီးဝဲဝဲကိုကြိုတင်ပြီးတော့မိမိဖြစ်လို့တဲ့ကိစ္စကိုမဖြစ်ရသေးခင်မှာတွားတာမျိုးလေးတွေကိုတတိထားရမယ်ဘာလို့လဲဆိုတော့အဲ့ဒီကံမရောက်လာသေးခင်ကိုကတွားလိုက်တဲ့အခါမှာအဲမရရှိလာတာမျိုးတွေဖြစ်တတ်တဲ့အတွက်တော့ဒီတစ်ချက်ကိုတတိထားရမယ်ကာလဖြစ်တယ် နဂိုကသာသမိမရသူတွေသာသမိရရှိတတ်သောအပတ္တကာလဖြစ်ပြီးတော့သာသမိပညာရေးတွေကြောင့်ဖြစ်စေသာသမိတွေနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာသတင်းလေးတွေအေးချမ်းမှုတွေမျက်နှာပွင့်လန်းစရာလေးတွေအားသာကောင်းမှုတိုးတက်ပြီးတော့ရှေ့တိုးဆောင်ရွက်ပြီးတော့အားသာကောင်းမှုစေတာအသေးစားပဲဖြစ်တယ်ဝေးကွာနေတော့အဲမိသားစုဝင်တွေအဆက်အသွယ်ပြတ်နေတော့နားလည်မှုလွဲနေတော့မိသားစုဝင်တွေတအုပ်နဲ့တူတူတယောက်နဲ့တယောက်ပြန်လဲတင့်မြက်ပြီးတော့အဆင်ပြေမဲ့လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ ငါကမိတ်ဆွေအပေါင်းအသင်းနဲ့ပတ်သက်ရင်မိတ်ဆွေအဟောင်းတွေကလည်းမိတ်ဆွေတို့ကိုအကျိုးပေးသလိုမိတ်ဆွေတက်လုပ်ငန်းတက်တွေစတင်လှုပ်ဆောင်လို့ကောင်းပါတယ်ခင်ဗျဆက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့တဦးနဲ့တူတစ်ယောက်နဲ့တစ်ယောက်စွမ်းနာလို့ပေါ့ဘာကိုဖြစ်ဖြစ်ဟိုစကားများများပြောရင်တနင်္ဂနွေသားသမီးတွေကဒီလဟာအဲမျက်နှာအပွင့်တက်တွေများများရပြီးတော့မိမိတို့ရဲ့ကံကကောင်းသောစကားလေးတွေကိုများများပြောလေလေကံကောင်းခြင်းတွေရရှိလေဆိုတော့လဖြစ်တာကတော့အသေးရပဲဖြစ်ပါတယ်ခင်ဗျနော် ထားပြီးဒါပြင်မိတ်ဆွေတို့အနေနဲ့လက်ရှိမှာခရီးသွားကိစ္စလေးတွေမှာတော့အားနည်းစီပါတယ်ငွေကြီးနဲ့ပတ်သက်ရင်ခရီးသွားကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများရတတ်တယ်ဒါပြင်မိတ်ဆွေတို့အနေနဲ့အရှိရေးကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများရတတ်တယ်နော်အဲ့ဒီလိုပဲမိတ်ဆွေတို့အနေနဲ့ခရီးသွားကိစ္စအရှိရေးကိစ္စတွေမှာတော့နော်အဲရီးစားလူလူဦးနူကျွဲခတ်ဆိုလို့နော်အရှိရေးနဲ့ပတ်သက်လို့အဲလူပြိုနောက်ကိုလိုက်တဲ့ကိစ္စလေးတွေကြောင့်တော့ငွေကုန်ကြီးကြများရတတ်တဲ့အတွက်တော့တနေ့ဝင်လေသားသမီးမိတ်ဆွေတွေကဒီလတာမှာအရှိရေးနဲ့ပတ်သက်လာရင်တော့အားနည်းပါတယ်အဲ အရှိန်နဲ့ပတ်သက်ရင်ငွေကုန်ကြီးကြအများရတာမျိုးလေးတွေအရှိန်နဲ့ပတ်သက်ရင်မိမိတို့မျှော်လင့်ထားတယ်လို့မဖြစ်တာမျိုးတွေကြုံရတတ်တယ်အဆက်အသွယ်ပြတ်နေတော့မိတ်ဆွေများအဆက်အသွယ်ပြန်လဲရရှိတတ်ပေမဲ့လို့အဲမိတ်ဆွေတို့အနေနဲ့အဲကောင်းမွန်အောင်တိုးတက်အောင်တော့စမ်းဆောင်မှုတွေအားနေတဲ့အတွက်တော့လူငယ်တနည်းနေသားသမီးတွေကအရှိန်နဲ့ပတ်သက်လို့မေတ္တာရင်းနဲ့ပတ်သက်လာရင်တော့အဲကံအားနည်းစီတော့လာဖြစ်တဲ့အတွက်တော့ဘာကုန်းမစိုးတတိထားပြုမှုစင်ကျင်ပြီးတော့တုံးတက်ဆုံးဖြတ်စေလိုပါတယ်ခင်ဗျအိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ မိတ်ဆွေတို့အိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမှာအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့เนาะအနှဲငယ်လေးငွေကုန်ကြေးကြများရတာမျိုးအိမ်တော်ဘက်နဲ့ပတ်သက်လာတဲ့အခါမှာအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့ခရီးသွားကိစ္စလေးတွေကြောင်းအဲငွေကြေးကိစ္စလေးတွေကြောင်းသို့မဟုတ်လို့ရှိရင်အိမ်တော်မိမိရဲ့အိမ်တော်ဘက်အပေါ်မှာတန်လျာစိတ်တွေများနေတာမျိုးတန်လျာစိတ်တွေဖြစ်နေတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်လက်တွေ့ကြကြအသုံးချပြီးတော့စင်ကြမစကားများစရာရှိရင် ဖောက်ပြန်တဲ့ကိစ္စနဲ့ငွေကြေးစင်မပြေတဲ့ကိစ္စဒီနှစ်ခုကသာလွယ်ရင်ကျန်တာဘာမှစစိုးဘွားမရှိနိုင်ဘူးเนาะဒါကြောင့်မလို့ဖောက်ပြန်လဲဆိုရင်လည်းလက်တွေ့ကြကြစဉ်းစားပြီးတော့မိအောင်ဘာမှမမိပဲနဲ့မဆွဆွဲပါနဲ့ဆရာကထပ်လောင်းပြောကြလို့လေငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်လည်းမိမိရဲ့အိမ်အောင်ဖက်ကြောင့်ငွေကုန်ကြေးကြများရတာမျိုးလေးတွေကြောင်းတာလွယ်ရင်ကျန်တာကတော့ဘလောက်ပဲခက်ခဲစေကမှုငွေကြေးနဲ့ပတ်သက်လာရင်အခက်အခဲတွေမှန်တယ်များဟာမိမိရှိဖို့ဂျင်းတွေပေါက်ပြန်လဲဝင်လာမဲ့ကာလအပိုင်းရှားဖြစ်ပါတယ် ဘာသာကြားလူမျိုးရှားတွေအကျိုးပေးပါတယ်နိုင်ငံခြားပတ်စပို့ဗီဇာလုပ်ငန်းတွေနဲ့ပတ်သက်လာရှေ့တူဆောင်ရလှုပ်ဆောင်မှာအားသာကောင်းမှုပါတယ် OH ချမ်းပြီးဝဲတာရောင်းတာပြောင်းတာစောက်တာရွှေ့တာအားလုံးကောင်းပါတယ်ရှေ့တူဆောင်ရလှုပ်ဆောင်ရကောင်းပါတယ်ဒီလမှာလှုပ်လှုပ်ချာချာလှုပ်လေလေအခွင့်အလမ်းကောင်းတွေပေါ်လေလေဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်လာရင်တော့ ို့ကြောင့်မဟုတ်ဘဲနဲ့မဖြစ်မနေသုံးဆွဲလိုက်ရတော့ငွေကြေးကိစ္စလေးတွေကြောင့်အဲကို့မှာမဖြစ်မနေအသုံးပြုလိုက်ရတော့ငွေကြေးကိစ္စလေးတွေကြောင့်တော့ငွေကြေးနဲ့ပတ်သက်လာရင်ငွေမမြဲတော့လားဖြစ်တဲ့အတွက်မိတ်ဆွေတို့ငွေကြေးနဲ့ပတ်သက်လာရင်တော့ဒီလက်ရှိကာလမှာတုံဆိုင်တွေ့ဝေမနေဘဲနဲ့ဝယ်စရာရှိတာရင်းနှီးစရာရှိတာလှုပ်စရာရှိတာကိုချိတ်တိုးဆောင်ရလှုပ်ဆောင်ပါဘာကြောင့်လဲဆိုတော့မိတ်ဆွေတို့အနေနဲ့လက်ထဲမှာငွေထားရင်ကိုတခိုးခိုးခံရတာမျိုးတွေအဲပျောက်တာမျိုးတွေ ရှိလိုက်ရင်လည်းဆုံးခံမျိုးလေးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့နည်းနဲ့ငွေကြီးနဲ့ပတ်သက်လာရင်ဘာကူမှတုံဆွဲတဲ့အခါမှာတုံဆိုင်တွေ့ဝေမနေပဲနဲ့ရှေ့တူဆောင်ရလှုပ်ဆောင်အားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်ပါတယ်ဒီလက်တာတော့ဒီမှာမိတ်ဆွေတို့ ယာဓုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာဓုတိုးတာမျိုးယာဓုတက်တာမျိုးတွေကြုံရတက်တယ်လို့ယာဓုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လာတဲ့အခါမှာယာဓုတိုးဖို့ယာဓုတက်ဖို့မျှော်လင့်ထားတဲ့မိတ်ဆွေများအနေနဲ့နိုင်ငံခြားခရီးသွား passport visa စောင့်နေတဲ့မိတ်ဆွေများအနေနဲ့ကတော့ဒီလိုကိစ္စလေးတွေမှာဖြစ်ပေါ်ပြီးမှခရီးဝေးဝေးသွားတာမျိုးခရီးထွက်တာမျိုးတွေမပြုတ်လို့ဖို့တော့လူအကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဘာသာရေးမများလို့ပါမိမိဖြစ်လို့သောအရာတွေဟာမကြခင်မှာပြိဝလာတော့မဲ့အပတ္တကာလလဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အထူးသဖြင့်ဒီလတာအတော်တွေမှာဆိုအကျိုးပေးစေသောအရာ ဂျာစာပရိသတ်သမီးအင်္ဂါသတ်သမီးတွေနဲ့တွဲပတ်လောက်တာမျိုးဟာမိတ်ဆွေတို့ရဲ့လုပ်ငန်းကိုင်ငံ့အလုပ်ကိစ္စတွေအောင်မြင်တိုးတက်နိုင်ပါတယ်ခင်ဗျအကျိုးပေးသောအရာအနေနဲ့ဆိုရင်တော့အပန်းရောင်အဝါရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးကံကောင်းစေပါတယ်အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်ခုနှစ်ကဏ္ဍသုံးညကဏ္ဍသုံးကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်အားသာစေပြီးတော့ပြုလုပ်ကံစမ်းလို့ကောင်းသောလာဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်လာရင်တော့ အားသာကောင်းမှုပြီးတော့တနင်္ဂနွေသားသမီးတွေကခုနှစ်လပိုင်းတွင်မှာပညာရေးအတွေးခေါ်ဘာသာရေးသင်တန်းအဆရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်လို့သင်ယူတက်မြောက်မှုနဲ့ပတ်သက်ရင်တော့ကျင်းသေးပါအခြားသောနေသားတွေတက်ကိုအားသာနေတဲ့အတွက်ကြောင့်မလို့သင်တန်းပကြီးပဘူးဘေးရင်ဘေးရစံကြံတယောက်ဆိုအစိုးကအရေးတီးမိမိတို့နာကတ်အတွက်ရည်မှန်းချက်အတွက်ဖြစ်လို့သောကိစ္စတွေကိုဘာလို့သင်သင်မိမိတို့ဘောမှာအစိုးမရှိစေဘူး ထောက်အကူဖြစ်စီမဲ့တရောင်းတဲ့နေရာကနေဘဝရဲ့အထောက်အကူဖြစ်စီတဲ့ပညာရက်တွေဆရာသမားကောင်းတွေအကြီးအကဲတွေနဲ့စုံစည်းရတယ်ဆိုတော့လာဖြစ်တာတော့အတိအကျပဲဖြစ်တယ်ခင်ဗျာနော်။ဘာဒီကြံသေးအောင်ဒီဆရာတို့ဒီလက်တာတော့တင်မှာဆိုမိတ်ဆွေတို့တတိထားစင်နေရမယ်ရက်လေးတွေကတော့တနင်္လာသမီးမိတ်ဆွေတွေနှစ်ရက်နေ22ရက်နေ26ရက်28ရက်ဒီလက်တာတော့တင်မှာနှစ်ရက်26 28 22ရက်ဒီရက်လေးဒီမှာတော့ဘာကိုမဆိုတတိထပြုမှုစင်ကျင်ဆောင်ရွက်ပြီးဖို့လိုအပ်ပါတယ်မိမိတို့ရဲ့အရေးကြီးသောကိစ္စတွေကိုအဲ့ဒီရက်ဒီမှာဆုံးဖြတ်ဆောင်ရွက်ရန်အတွက်တော့အားနည်းစီတော့လာဖြစ်ပါတယ်ဘာကိုဖြစ်ဖြစ်တနင်္ဂနွေတနင်္ဂနွေချင်းတွဲလောက်တာမျိုးလေးတွေအားနည်းစီပြီးတော့အရှိစုစုရက်တွေကိုခီးထွက်တာမျိုးတွေမကောင်းပါဘူးခင်ဗျစက်ပစ္စည်းရင်မောင်းနေတဲ့အခါမှာအလင်းစလို့အလို့တတိမမောင်းဘူးလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီငွေမရှိပါနဲ့ငွေရှိရင်ဆုံးတက်တာမျိုးတွေကျင်းတည်ပြတတ်တယ်ပတ်စံ ပြောက်တာမျိုးတွေစက်ပစ္စည်းရင်နဲ့ပတ်သက်လို့တခိုးခိုးခံရတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်တော့တတိထားဆင်ကျင်ပြီးတော့စစ်စစ်ဆဆန်လှုပ်ဆောင်မှုလူအကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့လူငယ်တွေအရှိရင်နဲ့ပတ်သက်ရင်တော့အရှိရင်မှာငွေကုန်ကြေးကြများရတာမျိုးတွေအဲအလေလုံးနဲ့ဘိန်ပန်တင့်နေဆိုတလိုမျိုးဖြစ်ရတတ်တဲ့အတွက်တော့အဲတတိထားဆင်ကျင်ပြီးရန်အတွက်တော့လိုအပ်ပါတယ်ဒီလက်ကတော့ဒီမှာတနုံလေးသားသမီးမိတ်ဆွေများအနေနဲ့အဲအဆက်ဆက်ရရမိမိတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာ မိမိတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုမတွားမီမှာမြတ်စွာဘုရားကိုတောက်ရီငါးခွက်လူပြီးတော့လူရာကိုစုတောင်းပြီးတော့ရီမန်းစုတောင်းပြီးတော့သွားပါဒါဆိုရင်မိတ်ဆွေတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကအောင်မြင်ပြီးတော့ဂျင်းနေပါအောင်အစဉ်ပြီးသွားပါလိမ့်မယ်ဒါပေမဲ့မိတ်ဆွေတို့ဒီလာတာအတော်ဒီမှာဆိုရွှေဝင်တက်တယ်တစိုးလက်ဆောင်ဘန္နာပစ္စည်းတွေရရှိတက်တယ်ဒါပေမဲ့မိတ်ဆွေတို့အနေနဲ့အဖွဲ့အစည်းအသင်းအဖွဲ့အများနဲ့ပတ်သက်လို့လူထင်ကြီးခံရတာမျိုးတွေအကြီးအကဲအထက်လူကြီးအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်လာတဲ့အခါမှာ အာကိုရင်းခံရတာမျိုးတွေခေါင်းဆောင်ဖြစ်တာမျိုးတွေကြုံရတတ်တဲ့အတွက်တော့ရှေ့တို့ဆောင်ရလှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပြီးတော့အဲမိတ်ဆွေတို့အနေနဲ့ဒီလာဟာစကားများများပြောရင်ကံကောင်းမှုတွေများများရရှိပြီးတော့အခွင့်အလမ်းကောင်းတွေများများပေါ်မယ်ဆိုတော့လာဖြစ်တာကိုတော့မမေ့ဘူးထပ်လောင်းပြောကြလိုက်ပါစီအားနည်းချက်ကဘာလဲဆိုတော့ဒီလာတာတော့ဒီမှာလုံနေရင်ねငါဖြစ်မှဖြစ်ပါမလားငါလုံမှလုံနိုင်ပါမလားအာငါဒါကြီးရအစမပြေငါနောက်တစ်ခုလုံရင်ကောင်းမလားဆိုတာမျိုးလေးတွေအတွေးခေါ်လေးတွေများများတွေးနေတတ်တဲ့အတွက်ဒီအတွေးလေးကိုဖျောက်ပြီးတော့ ဘာကိုလုပ်ရင်ကောင်းမလဲတရားစဉ်းစားပြီးတော့ဒီဇိုင်းမှတ်မှတ်သွားပါ don't care အမှားရောမှဘာဝင်ရကိုဂယူးစိုက်မနေပါနဲ့ကိုလှုပ်ဆရာရှိတာကိုဖြောင်းဖြောင်းမှတ်မှတ်သွားမှသာတန်တန်ရောက်ပါမယ်ချေဆောင်နွားလာဖြောင်းဖြောင်းသွားကနောက်နွားသက်တိုက်ဖြောင်းဖြောင်းလာဤဆိုတဲ့အတိုင်းကိုကနွားလာဥတ္တဖအဖြစ်နဲ့ချေကိုတူတူချေကိုဆူဆူဆက်ဆိုင်အောင်မြင်အောင်သွားမှသာအစီအမီမဲ့လာဖြစ်ပါကြောင်းထက်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတို့ဒီမှာမိမိတို့ရဲ့ဟုတ်လား ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီပြီးတော့မိမိတို့ရဲ့ကုန်ပစ္စည်းတွေရောင်းဝယ်ကောင်းစီရလို့ငါမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုဆရာတို့ရက်တောင်လေးနဲ့ရက်ခတ်ပြီးတော့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုရက်တောင်လေးနဲ့ရက်ခတ်ပြီးတော့ရောင်းထွက်အောင်စုတိုင်းရပါအယောင်းဝယ်ကောင်းပြီးတော့ကံကောင်းစီမှာအတေချာပဲဖြစ်တယ်အဋိဌံပြုလို့တဲ့စနင်းကလေးသာသမီဆရာငယ်ရဲ့မိတ်ဆွေမိဘများအဋိဌံပြုလို့တပါဆိုရင်တော့မေတ္တာတုပ်ကိုတနေ့ကိုကိုးခေါက်နှုံးနဲ့ကိုးရက်တိတိတော့မဟုတ်လေတလာလုံးဖြစ်ဖြစ်ရွတ်ဆိုပြီးတော့ အောင်မြင်အောင်ဆူတောင်းပါခင်ဗျာဒါဆိုရင်အစီအပြေအောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမှာအတေရပဲဖြစ်တယ်မထင်မှတ်ဖဲနဲ့ငွေကြီးနဲ့ပတ်သက်ပြီးတော့လုံနေရင်းနဲ့ဝင်လာတာမျိုးလေးတွေကြုံရတတ်တယ်ထို့ပြင်အိမ်မက်တွေထဲမှာဖျားဇီးဒီတိမ်ပရဝံအဆရှိတာတွေဆွဲမှတ်တဲ့အခါမှာထီကန်ဆန်းတာမျိုးတွေလုတ်ပြီးပါကံကောင်းစီပါတယ်ဒီတလတာတော့ဒီမှာကံညှမ်းမှုတွေပြည်ပြောက်စီရန်အတွက်ပြုလုပ်ရမယ့်ရေရာအနေနဲ့ဆိုရင်တော့အတကြီးသူတွေတော့မဟုတ်လန်ခီးစေးကူညီတာမျိုးเนาะဥပမာကလမ်းမှာတွေ့တဲ့လမ်းလန်ခီးမှာတွာလာနေတဲ့အခါမှာ ဲရှီတောက်မတန်တဲ့သူတွေတော့ဟိုမှာပေါ့ရှစ်တောက်အင်ကရှုတ်တဲ့နေတဲ့မိတ်ဆွေတွေကိုခကြီးသွားလူရဟုချော့ချော့ချူပို့ဆောင်ပေးတာမျိုးဖြစ်စီအဲတောင်ဝေးတို့တော့ဒုတ်ကောက်တို့လူရမျိုးလေးတွေဟာမိတ်ဆွေတွေရဲ့ကံကိုကျင်းသေးပေါ့တိုက်ရိုက်အစဉ်ပြေစီမှာအတိအကျပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာအဆက်ဆက်ရရတနင်္ဂနွေသားသမီးမိတ်ဆွေတွေဒီလတာတော့တင်မှာငွေကြေးကံအားကောင်းစီပြီးတလတာလုံးအစဉ်ပြေစီရန်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာဒီရေရာကိုဆရာဟောကမ်းမှာလဲတေချာစန့်တုံထားပြီးဖြစ်တဲ့အတွက်ရုံရုံကြည်ကြည်နဲ့လုပ်ပါ မခက်ပါဘူးလွယ်လွယ်နဲ့ထိရောက်စီပြီးပြုလုပ်ရမယ်ရေရည်အနေနဲ့ဆိုရင်တော့မိတ်ဆွေများဆရာတို့လစ်ပိုပလင်းတစ်လုံးပေါ်မှာလစ်ပိုပလင်းတစ်လုံးပေါ်မှာလာဗန်လို့ရေးလိုက်ပါလာအီရှာလာဘာကုန်းတေးတေးတင်ဗန်လာဗန်လာဗန်လို့ရေးပြီးတဲ့အခါမိတ်ဆွေတို့ရဲ့နော်ဈေးဆိုင်လုပ်ငန်းအိမ်ရဲ့အမြင့်တနေရာမှာနော်ဖျောင်းနိုင်ကိုရဇတိုက်တနည်းကိုတတိုင်းနှုံးနဲ့ကိုရဇတိုက်ထွင်းပြီးတော့ငွေဝင်အောင်လက်ခုပ်တီးပြီးစုတောင်းရင်ငွေဝင်ပါတယ်ခင်ဗျနောက်ဆုံးတစ်ခေါက်ပြန်ပြောပြပါမယ်မိတ်ဆွေတို့ရဲ့ ဟုတ်လားလုပ်ငန်းကိစ္စအလုပ်ကိစ္စအမြင့်တနေရမိမိအိမ်စပွဲနေရမှာလီပိုပလင်းတစ်လုံးတင်ပါလီပိုမရှိရင်မိတ်ဆွေတို့ရဲ့ဈေးဆိုင်နေမှာမေးပါခင်ဗျာနော်ဆရာကလာမယုံမှာဖုန်းဆက်ပြီးလီပိုဆိုတာပါလဲဗာညာဆိုဆရာတိနေပြီနော်လီပိုပလင်းတစ်လုံးပေါ်မှာလာပန်လို့ရေးပါလာပန်ဆိုတာလက်လာပါကိုပြောတာဒါပြီးတဲ့အခါဖျောင်းနိုင်ဘာយ៉ាងထွင်ရမလဲဆိုရင်တော့ဘာយ៉ាងထွင်ထွင်ရပါတယ်ငွေကြီးကိုကုစားပြုသောအရာဟာအစိမ်းရောင်ဖြစ်ပါတယ်အတိုက်ခိုက်ကင်းစေသောအရာဟာအနီရောင်ဖြစ်ပါတယ်လက်လာပါကိုကုစားပြုစေသောအရာဟာအဝါရောင်ဖြစ်ပါတယ် ကဲမိမိတို့လိုရာကိုပြင်ပါလီဗိုပလင်းတလုံးပေါ်မှာဖျောင်းနိုင်အဖုံးပေါ်မှာနော်ဖျောင်းနိုင်ကိုမိတ်ဆွေတို့အနေနဲ့ကိုရက်ဇက်တိုက်တွင်ပါဒါဆိုရင်ပိတ်နေတဲ့လက်တွေပွင့်လန်းလာပြီးအဆက်ဆက်ရဲရအစင်ပြေအောင်မြင်လာမယ်ဆိုတဲ့အကြောင်းဆရာကပြောရင်းနဲ့ဒနေ့ကလေးသားသမီးမိတ်ဆွေတွေအားလုံးအစင်ပြေကြပါစီမိနေတာလေးတခုအရေးကြီးတာရှိသေးတယ်အဲ့ဒါပါလဲဆိုတော့ဆရာငင်နာပြည်နေမိကျင်ရေခွန်ကိုတုံညာ293 3 7 790 290 416 WhatsApp Telegram Viber မှာဆက်သွယ်မိမများနိုင်တယ်လို့ Viber နဲ့လုံးဖြစ်တဲ့6653 5050 9နဲ့မှာလည်းဆက်သွယ်နိုင်ပါတယ်ခင်ဗျာ ်ဆရာတက်တော့ messenger ကနေဧည့်သည်လက်မှတ်ကန်တယ်လို့အခြားသောနံပါတ်တွေဆိုရင်ဆရာငယ်အတုဖြစ်ကြအောင်အခုရုပ်ချော့ချော့လေးရတာဆရာငယ်အစ်ဖြစ်ကြအောင်ပြောရင်တနင်္ဂနွေတာသမီမိတ်ဆွေတွေအားလုံးခုနလပိုင်းတွင်မှာဇူလိုင်လအတွင်းမှာအဆက်ဆက်ရအောင်မြင်တိုးတက်လို့ယရနာစင်ကြောက်ဇေတောက်တိုင်းကစားနိုင်ပြီးတဲ့အခါမိတ်ဆွေတနင်္ဂနွေတာသမီတွေအားလုံးကိုစီကိုစီကျမ်းမာပဂတိချမ်းသာခြင်းရှိကြပါစေလို့ဆရာကဆုတောင်းထောက်ပနာပြုလိုက်ပါတယ်ခင်ဗျာယေရှုတင်ပါတယ်